ဖုတ်ဘောမှာစားရပြည်သမ ्या အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါ Real Madrid ပွဲပေါ့နော်ဆိုတော့ပွဲ review ကတော့မလုပ်တော့ဘူးဒီနေ့ကဒီနေ့မနေ့လုပ်ဖို့စဉ်းစားထားအဲ့ရတော့ထားလုပ်ဖို့စဉ်းစားထားရမယ်ကိစ္စများမြောင်ပေါ့လေအကြောင်းမျိုးနဲ့ဆိုတော့ဒါပေမဲ့ဟိုပြောချင်တဲ့ဟာလေးညလေးကပြောချင်တာလေးတွေတင်ထားတယ်အခုဒါပြောချင်တာအဲ့ဒါဘာလဲဆိုတော့ Venice Junior အဟောင်းနဲ့အစ်စ်နော် Venice Junior Venice Junior က ဒီဟာဒီ Real Madrid အသင်းရဲ့ပွဲစဉ်၅ပွဲပေါ့နော်၅ပွဲမှာဒါဒုတိယအကြိမ်မြောက်ပွဲထွက်ခွင့်မရဘူးပွဲထွက်လို့ပြန်မပါဘူးပေါ့ဆိုတော့ Vinicius Junior ကျွန်တော်ဒီ Kylian Mbappe ရဲ့အခန်းကဏ္ဍပို့ပြီးတော့ကြီးထွားလာတယ် Lead the line ဖြစ်ဆိုတဲ့အနေအထားမျိုးဖြစ်လာတယ်ဒါ Vinicius Junior ကတဖြည်းဖြည်းနဲ့ Madrid မှာ Kylian Mbappe ကတကယ်ဟို center stage ကိုရောက်လာတဲ့အချိန်မှာသူကသူ့အခန်းကဏ္ဍတဖြည်းနဲ့ပြောင်းလဲလာတယ်ပေါ့ ဆိုတော့အရင်ဆုံးပြောချင်တာကဒီ MVP ရောက်မလာခင် Valencia Junior အကြောင်းပြောရရင် Real Madrid အသင်းရဲ့တကယ့် primary attacking outlet ပေါ့နော်ဒါ Valencia Junior ကဆိုတော့ Madrid ရဲ့တိုက်စစ်အခင်းကျင်းမှန်သမျှနေပါလို့ပြောလို့ရလောက်အောင်ကိုဒီဘယ်ကျန်းကပဲ flow down ဖြစ်တယ် Madrid က Venice Junior ရဲ့ dribbling Venice ရဲ့ acceleration သူရဲ့ 1 versus 1မှာကြော်ဖြတ်နိုင်စွမ်း ability ဆိုတော့ဒီအရာတွေက Real Madrid အသင်းရဲ့တိုက်စစ်အတွက်ဓမိုးဖြတ်နိုင်တဲ့အရာတွေဖြစ်ခဲ့တယ်။ပြီးတော့ Vinicius Junior ဟာတကယ် chaos creator ဖြစ်ခဲ့တယ်။ဆိုတော့သူ့ကိုတားဆီးဖို့ကြိုးစားရင်ခံစစ်ကစားသမားတွေများစွာဝါကက်တွေထိတယ်။သူ့ကိုကြိုးသူ့ကိုတားဆီးဖို့ကြိုးစားရင်ခံစစ်ကစားသမားတွေ penalty တွေပေးရတယ်။ foul တွေရတယ်။ပြီးတော့ space တွေပေးရတယ်။ Benzema အတွက် ရိုဒရီဂိုအတွက်အဆရှိသဖြင့်ပေါ့လေဗနက်ဆီယပ်စာ အများကြီးကြိုးပြခဲ့တယ်ပေါ့နောက်တော့ကလန်အမ်ဘပေးရောက်လာတယ်သူကတဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဆိုတော့ဒီ rotated ဖြစ်တာပေါ့နော်ဒီလို့လက်လူလက်သုံးတဲ့အထဲကိုသူပါမမသိပါလာတယ်ဟို၅ဘွဲမှာနှစ်ဘွဲသူပန်းမှာထိုင်ရတယ်ဆိုတော့သူကစားတဲ့အခါမှာလဲ Venetius Junior တဖြည်းဖြည်းနဲ့ဟို supporting role ဆိုတဲ့ဘက်ကိုတဖြည်းနဲ့ရောက်လာတယ် ဆိုတော့အရင်လိုမျိုးလဲဒီ color anthology လက်ထပ်တုံးကလို့မီတာ40မီတာ50ဟိုဘောလုံးကို carrying လုပ်တဲ့ဟာမျိုးလဲဟိုဘလော့ခေါမလဲ short shot ခံလာရတယ်ပေါ့နော်ဒါကတော့ကျွန်တော်အမြင်ပွဲတွေကိုကြည့်တဲ့အခါမှာအဲ့ဒီအတိုင်းမြင်ရပါလဲဆိုတော့ဒီ final third zone အထဲကိုဘောလုံးတွေသူများများလွှတ်ပေးရတယ်သူစစ်ကြိုက်ဘောလုံးကိုကင်ထားပြီးတော့ဘယ်သူမှလဲသူလှုပ်ချင်တာလို့အကောင်လုံးက ဟို Venice ဆိုရင်ခွင့်လို့ပေးထားတာဆိုတဲ့အနေအထားမျိုးကဂျာဗီအလွန်ဆိုတော့မှသူမရအောင်ဆိုတော့ဒီလိုက်တင်တာတွေပြန်လိုက်ရတယ်ပြေးတင်တော့သူပြေးရတယ်ဘောလုံးတွေသူလွတ်ပေးရတယ်ဆိုတဲ့အနေအထား Venice ရဲ့ကစားပုံနည်းနည်းလေးပြောင်းသွားတယ် Real Madrid ပွဲတွေကိုကြည့်နေ Real Madrid ပြည်သက်တွေအတီဆုံးဖြစ်ပါလိမ့်မယ်ကစားပုံပြောင်းသွားတယ်တော့သူ့ပုံစံကတကယ်အသင်းရဲ့ focal point အသင်းရဲ့ central figure ကလျန်အဘပီအနောက်မှာရန်ထားတဲ့ကုသစိတ်တွေကထိုးဆိုတဲ့အနေအထားမျိုးဖြစ်လာတယ်။ဆိုတော့လောလောပြောရင်တကယ်အသင်းရဲ့ main man ကနေပြီးတော့ supporting star ဆိုတဲ့ပုံစံမျိုး star ကတော့ဖြစ်တော့မယ် Venezia ကပြီးခဲ့တဲ့200ရာသီစတိုက်2024-25ရဲ့2023-24ရဲ့အဲ့ဒီ200ရာသီစတိုက်သူက Real Madrid အသင်းမှာနာမည်ကျော်ကစားသမားတွေအများကြီးထွက်ပေါ်ခဲ့ပြီးတော့ဒီအသင်းကနေပြီးတော့ Ballon d'Or ယူရယူမဲ့သူအဖြစ် ်အဲသူ့ကိုအဲ့ပုံရိပ်ကိုသူပြသနိုင်ခဲ့တယ်ပြီးတော့ဒီကာမန်ဇီမာမရှိတဲ့အချိန်မှာအသင်းရဲ့ဒီဟိုဘယ်လိုခေါ်မလဲ offensive leader attacking line ရဲ့ဦးဆောင်သူเนี่ยသူရက်တည်ခဲ့တယ်ကလန်ဘာဘီမနေ့ကရောက်လာတယ်ရောက်လာတဲ့အချိန်မှာလဲကာလိုအန်ချလော်တီဟာဒီကလန်ဘာဘီကိုပို့ပြီးသဘောကျကောင်းကြားနိုင်တယ်ဒါပေမဲ့ဝင်းနစ်ဂျူနီယာရဲ့ဟိုအခန်းကဏ္ဍကိုအမေးမိမှခံအောင် ့ Vinicius Junior က Real Madrid ရဲ့ဒီဘောလုံးကဘာမှာ Mbappe ပုံမြင့်မြင်မှာ Madrid မှာ Vinicius ရဲ့အဲအကြက်တီမှုပေါ့နော်အခမ်းကဏ္ဍကနည်းနည်းပုံမြင့်လာဆိုတဲ့အနေထားမျိုးကာလွန်အချလော်တီကလောက်ထားတယ်။ဒါပေမဲ့ဂျာဗီလွန်ဆိုရောက်လာတဲ့အချိန်ကစပြီးတော့ Vinicius ရဲ့အခြေအနေကပြောင်းသွားတယ်။သူကအနာပေးခံရသူဖြစ်လာပြီးတော့ Kylian Mbappe ကလုံးဝအထိမခံတဲ့ကစားသမား untouchable player မျိုးဖြစ်လာတယ်။ အကြဝေးအလွန်ဆိုကအမ်ဘပေကိုရွေးချယ်လိုက်တယ်လို့ကျွန်တော်မြင်တယ်။ပြီးတော့သူသူရဲ့ message ကိုလည်းသူရှင်းရှင်းလင်းပြရတယ်။ဆိုတော့ဘောလုံးရစီအခြေကြီးကြံသေးတယ်။ဒီအချိန်မှာအဲဆိုရဲစကားမျိုးတွေပေါ့နော်ဆိုတော့အချိန်တိုင်းအကုန်ကစားရမှာပဲဆိုတာမျိုးတွေပြောပြမယ်အိုက်ထဲမှာကလင်အမ်ဘပေမပါဘူးဆိုတာကိုအကြဝေးအလွန်ဆိုကရှင်းရှင်းလင်းလင်းပြရတယ်။အဲ့နေရာက financial ဂျွန်ရတဲ့အရင်တော့ကနေရာ အခုအမ်ဘပေရဲ့နေရာဖြစ်သွားပြီဆိုတာမျိုးတွေ့ရတယ်အမ်ဘပေကိုယ်တိုင်ကလည်းတကယ်အကုန်လုံးကို thrive လုပ်နိုင်တယ်သူ့ရဲ့ rhythm သူ့ရဲ့ confidence သူ့ရဲ့ twin ကိုခရစ်စတီယာနိုရော်နယ်ဒိုပြီးရင် Real Madrid တမိုင်းမှာဒီခရစ်စတီယာနိုရော်နယ်ဒိုပြီးရင်ဒုတိယဒီ90ပြည့်တာဒုတိယအများဆုံးကစားမဖြစ်တာရော်နယ်ဒိုကတော့ကြောက်စရာကြီးရော်နယ်ဒိုကတော့52ပွဲကို90တာမသိဘူးပေါ့ဗနက်စ်54ပွဲကို59ရော်နယ်ဒိုက54ပွဲ59 ဟိုခလီယန်မပေကတော့အခု64ဘွယ်ရှိသွားပြီ90ပြည့်သွားပြီမက်ဒရစ်တမိုင်းမှာဂန်ဝင်ကစားသမားတွေအများကြီးရှိခဲ့တယ်ရော်နယ်ဒိုပြီးရင်ဟိုဒါခလီယန်မပေဆိုတဲ့အနေထားမျိုးဖြစ်လာတယ်တရားစီကြော်လေးပဲရှိသေးတယ်ဆိုဒီ public perception ကလည်းဟိုပြောင်းလာတယ်ဒီ media တွေရောဒီပရိသတ်တွေရောသူတို့ရဲ့ narrative ကပြောင်းသွားပြီဇာတ်ကြောင်းကဟိုပြောင်းသွားပြီအသင်း hub liner က ကလန်အမ်ဘာပေဖြစ်သွားပြီကလန်မဘေးရဲ့ twin goal တွေအမ်ဘာပေတင်နေတဲ့ record တွေပြီးတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့အမ်ဘာပေရဲ့ဟိုပုံစံကဒီ Real Madrid အသင်းဟာကျဲပွင့်တူကိုခေါ်လိုက်ုံနဲ့မကောက်ဘူးအဲ့ထက်ကြော်ပြီးတော့ image တစ်ခု branding တစ်ခု MBP ရဲ့ဒီအောင်ဝခံတဲ့ပုံစံဆိုအဆအဆအရာရာ MBP 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 ဆိုပြီးဖြစ်လာတယ် Venice ရဲ့အခန်းကဏ္ဍတစ်ပြေးနဲ့ပို့လို့မိမ့်မိန်လာတယ်နောက်တစ်ချက် ။ MVP အားသာချက်ကကြတော့ဒီအချင်းနေသူ့တပွဲလုံးမှာအကောင်းဆုံးပုံစံမပြနိုင်ဘူးဆိုရင်တော့မှ MVP မှာက Vinicius အပါဝင်ကစားသမားတော်တော်များများထပ်ပို့ပြီးတော့အားကောင်းတဲ့အားတာတဲ့ကံချက်တွေရှိတယ်။ MVP က MVP ကဘလုံးကိုအချိန်အများကြီးယူစရာမလိုဘဲနဲ့အပြင်းပြင်းကန်နိုင်တယ်အဲ့သူကန်တဲ့ဘောလုံးတစ်လုံးဟာ အန္တရာယ်ကြီးတယ်အဝေးကကန်လိုက်ရင်လည်းအလေးအလွင့်နည်းတယ်အနိကဆိုလည်းချင်းချောက်နိုင်တယ်အဝေးတိုင်တောင်းနေစီကိုဝေ့ဝဲပြီးသွားတယ်ပါဝါနဲ့သွားတယ်သူပုံစံမျိုးအမ်ဘာပေစီကအဲ့လိုတွေထွက်တယ်မန်နစ်စ်ဂျူနီယာတို့ကျတော့ဘောလုံးနဲ့ပတ်သက်ပြီးတော့ဘောလုံးကိုဟိုကတ်နေအောင်လို့ထိန်းထားတဲ့ဒီအရေးအသွေးဘောလုံးကျွမ်းကျင်မှုဗနစ်စ်စ်ဂျူနီယာကပိုကောင်းပို့မယ်အမ်ဘာပေကဗနစ်စ်စ်ဂျူနီယာလောက်ဘောလုံးကိုဘောလုံးတစ်လုံးနဲ့အတူတတ်တတ်ရဲရဲလုံးနိုင်မှာလုံးနိုင်မယ်ဒါပေမဲ့ အရန် effective ဖြစ်တယ်ဆိုတော့ပုံစံမျိုးကိုအမ်ဘပေကပြနေပြီးတော့ရာဗီအလွန်ဆိုကလည်းအမ်ဘပေကသာဒီလိုပဲသာသမာမျိုးကသာဒီမက်ဒရစ်ရဲ့တိုက်စီလိုင်းကိုဦးဆောင်ပေးသူဆိုတဲ့ဟာမျိုးကိုတရွေးချင်းခွဲထုတ်နေတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ဟို BBC era တုန်းက Cristiano Ronaldo ကတကယ်အသင်းရဲ့ central figure တော့တခြားသာသမာတွေအကုန်လုံးကကျေပွင့်နေပဲသို့တော် Ronaldo ကိုနှိုင်းရှင်လို့မရတဲ့ level တစ်ခုမှာ ီးတော့သူတို့ကဒီ supporting ဆိုတဲ့ပုံစံမျိုးကိုရောက်ဖြစ်အောင်ရောက်သွားတယ်။ဆိုတော့အဲ့လိုဖြစ်ချင်းမှာတခြားသူတွေကလည်း Ronaldo ကိုအပြစ်တင်နေကြမရှိဘူး။ဘာကြောင့်လဲဆိုတော့ Ronaldo ကအဲ့ဒီနေရာနဲ့ထိုက်တန်ကြောင်းကိုလည်းကျင်ကျင်သက်သက်ပြလို့အခုဒီ Kylian Mbappe ကလည်းအဲ့လိုအနေထားလို့ဖြစ်လာတာ။ဆိုတော့ Vinicius Junior က Benzema လို့ Gareth လို့အနေထားကိုရောင်းမသိရောက်လာတယ်။ Rodrigo ဒီလိုပဲ Rodrigo ဆို Vinicius Junior ထောင်ပို့ဆိုးတယ်။ဒါပေမဲ့သူကအစရဲကလည်းဒီ Vinicius ရဲ့အရေးအောက်မှာ ရော်ဒီဂိုကရောက်နေတာဆိုတဲ့ခါကျတော့သူကအရင်မသိတော့ဘူးဗန်နစီယကကျတော့ဟိုအပေါ်ဆုံးကိုတန်းကိုဒီ lead the line လောက်ခဲ့ဘူးသူဆိုတော့အခုအချိန်မှာသူပုံစံကဟိုတော်တော်လေးတီးစစာပြောင်းလဲသွားတယ်အပြောင်းလဲတွေကိုကျွန်တော်ပို့ပြီးတော့ငြင်းရတယ်ဆိုတော့ Carabel ဆိုတော့ Carabel ဆိုလဲတကယ်သူ့မှာ bad moments တွေရှိခဲ့တယ်2014စပင်ဘီယံဖလား2018 Champions League final ဒီလိုကာလကြီးရှိနေမှာသူကဘယ်တော့မှ ရော်နယ်ဒိုနဲ့ same aura မဖြစ်ခဲ့ဘူးရော်နယ်ဒိုအဲ့လို Gareth Bale အပြင်ကျွန်တော်တို့တိုးထက်ပိုပြီးတော့မြင်တယ် Gareth Bale က Rodrigo လို့ဖြစ် Vinicius Junior က Benzema လို့ဖြစ်နေအများကြီးလုပ်ပေးတယ်အများကြီးကြိုးစားပေးတယ်ပိုပြီးတော့ဒီဘဲတောင်မှကြောကနေယူတက်စင်းလှုပ်ရှားလိန်ခေါက်ပြီးရင်ဖေးလုပ်ပေးတယ်ရော်နာဒိုအတွက်ဆိုတဲ့ပုံစံမျိုး Vinicius Junior ကတပြည့်နဲ့အဖြစ်မှမသိဖြစ်လာတယ်ကစားသမား တွေကိုကွင်းထဲမှာပြဿနာဖြစ်နေတဲ့ပုံစံအဲ့လိုအရေးယောင်လို့မတွေ့ရဘူးသူတို့တုံးတဲ့တူလက်ပေးကစားနေတယ်မနှစ်ကမှမနှစ်ကမှသူတို့တူနဲ့တူချားရမှာအတွဲအဖက်မြင်ရဖို့အင်မတန်ခက်သေးတယ်မနှစ်ကအမ်ဘပေးရောက်လာတဲ့အချိန်မှာအမ်ဘပေးကမနှစ်ကတော့ငါတို့အမ်ဘပေးရဲ့အခန်းကဏ္ဍကအဲ့ဒါတော်တော်လေးအောက်ကျရတယ်လို့ပဲပြောရမှာ။ Valencia Junior တို့ကစိတ်ထင်တိုင်းလုခွင့်ရတယ်ပုံစံမျိုးမီတာ၄၀လောက်ပြောသလိုပဲလေ။ကတော့ကျွန်တော်ဒီလက်ထပ်မှာမီတာ၄၀လောက်ဆွဲပြီးမီတာ၅၀လောက်ဆွဲပြီးတယ် ဆိုတော့အဲ့ဒီဆွဲပြေးခြင်းကဟိုမှားတာမှန်တာထားကျန်တဲ့သူတွေအကောင်လုံးကခွင့်လွှတ်ရတယ်ဘလုံးကအရန်ကောင်းသွားတာလည်းရှိတယ်ဘလုံးပြက်သွားတာလည်းရှိတယ်ဆိုတော့ကျန်တဲ့သူတွေက Venetius Junior ကိုကြည်ယူတော့အဆင်ပြေသူလိုက်လှုပ်ရှားရတယ်ဆိုတော့ပုံစံမျိုးမနှစ်ခါထိဖြစ်ခဲ့တယ်အမ်ဘာပေအပါဝင်ဆိုတော့ဒီနှစ်ကျတော့အဲ့လိုမဟုတ်တော့ဘူးကန့်သက်ချုပ်ချယ်မှုတွေအဲ့ကျွန်တော် Venetius ကမြင်လာပြီအထူးသဖြင့်ဂျာဗီအလွန်ဆိုစီကနေပြီးသူပြေးခြင်းတိုင်းပြေးလို့မရတော့ဘူးပြောမယ်ဆိုရင်ဘောလုံးနဲ့အတူပြေးတဲ့ လမ်းကြောင်းပိုရှည်ခဲ့တဲ့ Venetius ကအခုကဘောလုံးမပါပဲတည်တဲ့လမ်းကြောင်းပိုရှည်ခဲ့အချိန်ကိုရောက်လာပြီဆိုတာလည်းတွေ့ရတယ်။ဆိုတော့အခုအချိန်ထိတော့ကြီးကြီးမားမားအတအားပြန်မှုမတွေ့ရဘူး။ပြီးတော့ဂျာဗီအလွန်ဆိုကလည်း class ကိုခွဲထားတာမျိုးကိုဟိုကျွန်တော်တို့မသိမသာဖြစ်စေသိသာဖြစ်စေမြင်ရတယ်။သူကတခါဘယ်လိုပြောမလဲဆိုတော့သူ့ရဲ့ဒီရွေးချယ်မှုတွေသူ့ရဲ့ team selection နဲ့ပတ်သက်ပြီးတော့လည်းသူကအခုအချိန်ထိပြေးလဲရပြေးလဲကြောင်းမဲဂျာဗီလွန်ဆိုပြောနေတယ်။ပြီးတော့ Venetius Junior က နဲ့ပတ်သက်ပြီးတော့လည်းအသင်းရဲ့အနာဂတ်အတွက်အရေးအပါဆုံးကစားသမားဆိုတာကိုသူပသက်ကပါချောက်ဆိုတော့ဟိုဆိုလိုတာက diplomatic way ကိုလည်းတွားနေနိုင်တော့မယ် Venice Junior ဈေးကလည်းကြီးမားမားအဲ့လိုမျိုးပေါ့ကွဲတာမျိုးတွေပါလိမဖြစ်သေးဘူးအဲဒါပေမဲ့ကျွန်တော်တို့ဘေးရမြင်တဲ့အခါတော့ Venice Junior နည်းနည်းလေးတော့ပြောင်းလဲသွားသလိုသူနည်းနည်းလေးတော့ဒီစိတ်ပြောင်းရင်ခလင်အဘဘေးကတော့တည်တည်တသာကိုထိုးထောင်ထွက်လာတယ်ဆိုတော့ကျွန်တော်ဒီ Yoga Match Day or Champion တစ်ခုခုပဲတင်လိုက်မယ်ကျွန်တော်ကအမှ ကလန်ဘာပီကြောင့်ပြောတယ်အခုကဒါဗန်နက်ဆစ်ဂျူနီယာဘက်ကရှူတော်ကိုပြန်ပြီးလှည့်ပြောတာဗန်နက်ဆစ်ဂျူနီယာကဟိုအေးဘလော့ကောမလား FN efficiency အရာကိုနောက်ပြီးတော့ဒီ effective ဖြစ်ခြင်းအရာကိုသူက MVP ကိုမရှင်နိုင်တဲ့အတွက်တဖြည်းဖြည်းနဲ့သူကနောက်ကိုရောက်လာဆိုတော့မြင်လာရတယ်။ဘယ်အချိန်မှ Vinicius Junior က MVP အပါဝင်အသင်းပေါ်တွေအကုန်လုံးကိုပြန်ကြောတက်ပြီးတော့မနေ့ကဒီတနေ့ကဆိုတော့ဒီလိုပဲမနေ့ကနော် အဲမနေ့ကမဟုတ်တနစ်ကျော်ကအကျိုးပလန်ငံမရောက်လာတဲ့အချိန်ပလန်ငံကပထမရာသီဘက်မှာအကောင်းဆုံးကစားသမားပြည့်ပြည့်သွားတာပဲဒါပေမဲ့ဒုတိယရာသီဘက်မှာပလန်ငံရဲ့အရေးပါမှုထက်ကျော်အောင်လို့ Vinicius Junior ပြန်လို့ပြနိုင်ခဲ့တယ်အဲ့မှာပြဿနာကြီးကြီးမားမားလည်းမဖြစ်ဘဲနဲ့သူ့ကိုကြည့်ရတော့ကြည့်တော့ Vinicius Junior ကိုကြည့်တော့ဟိုအလွယ်တကူဒေါသထွက်တတ်တဲ့ပုံစံတွေအဲ့ဒါရှားပြိုင်ဘက်တွေပြည်သက်တယ်ဖြစ်တာအတင်းပေါ်ချင်းကြားထဲမှာအဲ့လိုမျိုး follow ဖြစ်သွားတဲ့ကိစ္စမျိုးတွေပြဿနာတက်တဲ့ကိစ္စမျိုးတွေအဲ့တိတ်တော့မတွေ့ရဘူး ော်သူအသိန်းပေါ်နေဟောရန်ရှောင်းနေလို့လည်းပြောရမယ်ဒါပေမဲ့သူကွင်းထဲကလောက်ရေကိုင်းနေတယ်ပဲဒုတိယရာသီဘက်မှာဘလန်ဂမ်ထပ်ပို့ပြီးတော့အရေးပါတာမျိုးသူလုတ်ပြနိုင်ခဲ့တယ်အခုလည်းဒီသူ့မှာအရေးချင်းရှိတယ်အမ်ဘာပေကတော့မနစ်ကအောက်မှာအခုတော့ပြန်မနစ်ကအောက်မှာဆိုတဲ့နေရာမှာလည်းအစောပိုင်းပဲနောက်ပိုင်းအမ်ဘာပေကကြော်တက်သွားတယ်အဲအခုဆိုလဲဒီအသိန်းရဲ့ဒါလုံးဝမရှိမဖြစ်ကစားသမားအသင်းကိုဥဆောင်သူတိုက်စစ်ကိုဥဆောင်သူတကယ် untouchable player နီးပြရဲ့ဒီ line up စင်းမှာ ပထမဆုံးခြာရေးရတဲ့နာမည်ဆိုတာမျိုးဖြစ်လာပြီ Venice Junior ပြန်ကြော်တက်နိုင်မလားမကြော်တက်နိုင်ဘူးလားဆိုတော့ကျွန်တော်စောင့်ကြည့်မယ်ဆိုတော့ဒါဒီလက်ရှိအနေအထားပေါ့နော်ဒီ Venice Junior ရဲ့အနေအထားနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အမြင်ပေါ့နော်30တင်စက္ကန့်ဖြစ်ပါတယ်တ िश ူအားပေးခဲ့ကြတဲ့ဖုတ်ဘောမာစတာရဲ့ပြည်သက်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်